ကျွန်တော်အသက်ထက်ကို10နှစ်လောက်ငယ်တဲ့အဲဒရိုက်တာတစ်ခုပေါ့နော်ဒီကားမှာကျွန်တော်အရန်ကိုပါပါတယ်10ဆင်းရှိရင်8000ကကျွန်တော်ဂိုရက်ဆေးပါနေရောငါရောကိုသားသမီးကိုရှောင်းစားတယ်ပြီးပိုင်လိုက်ပြရဗီဒီယိုမှာနေငါ့ရဲ့ตาအရင်မှုန်ပါရလို့အပြင်မှာလည်းအဲတကယ်ဖြစ်မှုရင်ဟိုးဖက်ပြီးတော့ဂိုဖက်တကယ်ညက်ရစ်တွေမှာကြာပါရဲ့အဆရာဦးသိရဲ့အဲ့ဒီကောင်ချူလီတခုလောကဆူလေးရတယ်ဒီခန်းကြောက်တကယ်ကိုရဟတယ်ဆိုတော့တကယ်ကဒီမှာဖြစ်ခဲ့တာဘူးပြမလား ဟုတ် moment မှာကျွန်တော်ကပျော်ဦးမောင်မောင်ဆိုတဲ့ character ကြီးအားဒီမှာဝင်ထားပါတယ်ကျွန်တော်အသက်ထက်ကို10နှစ်လောက်ရည်တဲ့ character တစ်ခုပေါ့နော်10ကျော်တက်ပြီး16ဆက်ခွန်ရည်တဲ့ character အားနေပြီးတော့ပါဝင်ထားပါတယ်ခင်ဗျာဟုတ်နောက်တော့ media ရှိလဲဆိုဒီကားထဲမှာပါဝင်တဲ့ဦးပညာရှင်တွေကတော့ကျွန်တော်နဲ့အပြစ်မှာဆိုရင်မောင်မောင်လိုနေရပါခင်ဗျာကိုနေတဲ့သူကိုချာလေးဥစ္စာတကယ်ညီကိုလိုနေရတဲ့လူညီကိုလိုနေရတဲ့လူမောင်မောင်လိုနေရတဲ့လူဖေးတွေခေါ်အမေတွေခေါ်ပြီးတော့ ကျွန်တော်လည်းတရက်ခွဲတဲ့နေကျွန်တော်တကယ်ကြီးမိဘဝကကျွန်တော်ကအန်တီခေါ်ရတာပေါ့နော်အဲ့ဒီကွာကျွန်တော်တို့ရည်စရာမတရားလေးပါဘူးရှုတပါလို့ရည်နေရတယ်ဗျာတော့ကျွန်တော်ကအစကတော့ကလေးတယောက်ဆောင်လည်းမဟုတ်ဘူးဟိုဟိုပေါ့လူကြီးလည်းမဟုတ်ပြန်ဘူးဆိုတော့ဒီ16 16ရွယ်အဲ့အဲ့ပုံစံတယောက်ဆောင်ရဆိုတော့ကျွန်တော်ဟိုအဲ့လိုပင်စင်ရတော့အဲသမီးတွေပါနေသူစီဟဲဆိုင်နေချိန်ရတယ်ပြီးတော့ အလိုတားရေပါရေနည်းငယ်အောင်လုပ်ရတာပါဆိုတော့အဲ့ဒါကြောင့်တိတ်တော့ထွေးထူးတော့ဖြစ်ပါဖြစ်ပါဘူးဆိုတော့အဲဒါပေမဲ့တခုရှိတာအလိုကလေးမကြလူကြီးချလုပ်ရတာပေါ့နော်အဲ့ဒါနည်းနည်းတော့ challenge ဖြစ်ပါတယ်ပြီးတော့ဒီကားထဲမှာကျွန်တော်တစ်ခါမှမလုပ်ဘူးသေးတဲ့ character မျိုးကိုလုပ်ခဲ့ရတာပါအဲဆိုကျွန်တော်ဒီ MRD phone နဲ့အဲလုံးလုံးဖြစ်တာလေးနှစ်ကျော်ပါပြီကျွန်တော် EMR ဖုန်းနဲ့လုံးလုံးခဲ့ရတဲ့ဇာတ်ကားကြီးမှာဆိုလို့ရှိရင်ကျွန်တော်ကအဲအထေးသားဒေတာဗန်ဇူးပေါ့လိုမျိုး ဲတိကက်ကန်ကောင်းလေးမေလုတ်ခဲ့ရတယ်ပြီးတော့ကျွန်တော်ဒီလိုက်ခဲ့တဲ့ဇာတ်ကားတွေမှာဆိုလည်းတိကက်ကန်ကောင်းလေးပဲအဲဒီထဲမှာကျတော့တကယ်ကိုရောက်ကမနဲ့ချွေးမနဲ့ဟိုဖွားနဲ့အမီနဲ့ကြားမှာဇာတ်ကန်ဖြစ်နေတဲ့ကလေးပေါ့နော် ကောင်လေးပေါ့အဲ့လိုနေရကျွန်တော်ကတို့အရင်ကမုန်းနေကိုကျွန်တော်ဘာမှမသိဘူးဗျာဒါမှကျွန်တော်မသိပဲကျွန်တော်ကဂျားထဲမှာဂျားညက်ပြီးခံရတာပေါ့နော်ဟိုရောက်လိုက်ဒီရောက်လိုက် body work ပုတ်ခံနေရတဲ့ကောင်လေးဖြစ်နေရပေါ့ဆိုတော့အဲတော်တော်ကျွန်တော်က challenge ဖြစ်ပါတယ်ပြီးတော့ shooting မှာကျွန်တော်ဒီဟိုတစ်ခါမှကျွန်တော်ခဏခဏမုန်းဘူးဗျာကျွန်တော်ဒီကောင်ကကျွန်တော်အရန်ဘူးပါတယ် ဆယ်ဆင်းရှိရင်ရှစ်ဆင်းကကျွန်တော်ဂိုးရစေပါရှူတယ်ပါအဆူခဲဆုံးပါဒါပေမဲ့ကျွန်တော်တိတိကျကျတပါတယ်ကျွန်တော်ဆရာဦးသိရဲ့ဆူလို့လဲကျွန်တော်ညာကြီးဒီလိုအတွေ့အကြုံရခဲ့ရဲ့သူကပေါ့ idea တွေတွေကျွန်တော်သိခဲ့ရရယ်ပေါ့နော်အဲ့တွက်ပေါ့ဟိုကျွန်တော်ပြောပါတယ်ဒီတော့ဒါပရိသတ်ကိုကျွန်တော်ကြီးရှုရှုနေရဆိုတာတကားမှာပရိသတ်မြင်မှုသေးတဲ့ character နဲ့ကျွန်တော်မြင်ရမှာပါအဲ့ဒါကြောင့်မလို့ကျွန်တော်ပရိသတ်ကိုကြီးရှုလို့ဖိတ်ခေါ်ပါတယ်ဒီကားထဲမှာမြုပ်ွက်တွေအများကြီးပါပါတယ်ဟို ုံလုံးကလည်းတခန်းနဲ့တခန်းတက်မှုတက်မှုဖြစ်တော့မှာဆိုတော့အားလုံးရင်ခေါ်ပါအားပေးဖို့ဖြစ်ခေါ်ပါမေရောငါရောကိုသားသမီးကိုရောင်းစားတဲ့ပြီးပါဘာသားပြောတာကြားတယ်နော်နင်တို့မမြင်ခင်ဘူးတဲ့ပြီးမှကျွန်တော်ကအဲအတော်အိမ်မှာနေရတာပေါ့နော်အဲအဲ့တခုကနီးစက်တယ်အတော်အိမ်မှာနေရတယ်အတော်နဲ့သူနေရတယ်ဒါပေမဲ့ တကယ်တမ်းအတော်ကသူ့သားသမီးတွေမွေးလာတဲ့အချိန်မှာအဲသူဒီကျွန်တော်ကဘယ်လောက်ပဲအမေညီမအိမ်မှာကျွန်တော်နေရဘူးသူဒီကျွန်တော်ဘယ်လောက်ပဲချစ်တယ်ပြောပြောသူဒီဘယ်လောက်ပဲကျွန်တော်ကိုဟိုပါပေါ့သူ့သားအရင်ချာလို့ဖြစ်တယ်ပြောပြောသူ့သားသမီးမွေးလာတဲ့အချိန်မှာအဲတူအတူပဲအဲလိုပုံစံမျိုးပေါ့နော်ဒါအပြင်မှာတော့တကယ်ရှိပါတယ်ဆိုတော့ကျွန်တော်အမေညီမအိမ်မှာကျွန်တော်နေရတာပါဟိုသူရဲ့သူတသားလေးမြင်းအရင်တော့သူချစ်နိုင်ပြီးတော့သူရဲ့ယောက်ျားကလည်းကျွန်တော်တို့သူရင်းမို့တဲ့ခါကျတော့အဲအဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်အပြင်နဲ့ပေါ့နော်ဒီကားထဲမှာလည်းထုံးကြီးလည်းကောင်းပဲ ကျွန်တော်ဦးလေးရဲ့မိန်းမကျွန်တော်အဲတာသမီးကြီးမွေးလာတဲ့ခါကျတော့အဲ့လိုပေါ့နော်အဲ့လိုမြုပ်ွက်တယ်ပေါ့အများကြီးပါဘယ်ခန်းမှာပြောတဲ့ဘူကလွယ်ကူလဲဆိုတော့အဲ့ခုနကဗျာဟိုကျွန်တော်အတော်ကျွန်တော်ပြောရတယ်လေ highlight ပြရတဲ့ဗီဒီယိုမှာနေငါ့ရဲ့ตาရင်မှုန်ပါရဆိုတော့အပြင်မှာလည်းအဲ့တကယ်ဖြစ်မှုရယ်နေဒီငါ့ตาရင်မှုန်ဘူးအဲနေမီရင်အပြန်အဲ့လိုတကယ်ဖြစ်မှုရယ်ကျွန်တော်အတော်ဒါဟိုရှိရှိတလုံးမှဖြစ်တာဗျာဒါတကယ်ဖြစ်ရမယ်ပြေးဆို truth ဆိုပြီးမသိလို့ရှိရင် ဒီဇက်ကြီးကကျွန်တော်ရိုက်ပြီးတော့ကကျွန်တော်ဘဝယူစီးနေတယ်လို့ကဲပါအဲ့ဒါကတော့ဒီကတော့ဟုတ်ဟိုငိုလို့လွယ်ပါလားဗျာလားဖို့ဖက်ပြီးတော့ငိုပဲတကယ်ညက်ရေးစစ်တယ်မှာကြာပဲအဆရာဦးသိရဲ့အဲ့ဒီကောချူလီတခုလို့ကဆူလေးရဒီခန်းကြောက်တကယ်ကိုရဟာဆိုတော့တကယ်ကဒီမှာဖြစ်ခဲ့တာပေါ့ပြန်တော့ မုံမြစ်ကိုအားပေးမဲ့ပြည်သက်တာအလုံးပတ်စဉ်အနည်းလာနေရနေပြီးတော့တောက်ကြနေဒီည9နာရီဒီပလေးနဲ့အမှန်ဒီကောင်မှာပြသမှာဖြစ်ပါတယ်စနေတနေ့မှာလည်းသူတို့ပြန်လည်ပြီးတော့ပြသမှာဖြစ်ပါတယ်အဲကြောင့်မို့ဒီကားလေးကိုအားပေးပါဒီကားလေးကကျွန်တော်ရဲ့၄နှစ်လောက်ပျောက်နေတဲ့စီးပြီးတော့ကလည်းပြန်ပြီးတော့ချိတ်ဆက်တဲ့ခါလေးပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော် MRT ဘုံမှာပြန်မြင်ရမယ်ဒီပလေးမှာလည်းမြင်ရမယ်အဲတော့ပြီးတော့ဒရိုက်တာလည်းအသစ်ဖြစ်တယ်အဲတော့ပြည်သက်အားလုံးကျေးဇူးပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်